ဲ့ဒါတွေကကိုယ့်ကိုလှုပ်လိုက်တာเนาะအဲ့ဒါတော့ဒရိုက်တာမမဲဘုံကဒါဒါလော့ချပေးတယ်ဒါဒီလိုဖရိန်ပေါ့အဲသူတို့ညံကိုကြိုးတုပ်ထားတယ်အမအဲ့ဒါသူတို့စိတ်ဆိုးပြီးတော့ဒိုင်လော့တင်ပေးတယ်အဲလှုပ်တဲ့ခါကျတော့ကိုယ့်ကိုစဉ်းစားပါဘောသူတို့အဲ့လောက်တောင်ဖြစ်တယ်ဆိုရင်သူတို့ဒီလိုမျိုးလှုပ်မှာပဲပေါ့ဒါမဲ့လဲမဲဘုံမေဟဲ့လို့ငါဒီခိုင်းတင်လို့ရှိရင်ငါအစင်းများခံရမလားမသိဘူးငါအရင်ကျန်တာပေါ့ဟုတ်ဒါအမဘာမှမိမတူတွေရှိတယ်တချို့တွေကလည်း share ကြတယ်အဲ့ဇာနီနဲ့အခန်းနေဆိုလို့ရှိရင်လည်းရည်ရဲဇာနီနဲ့ရှက်တာပဲအဲ့ဒါဟို မင်းမွာနှခါတော့အဲ့လိုခဏခဏပြင်းပြင်းရဲ့ပြန်ရဲရတာပေါ့နော်အဲ့လိုပေါ့အမှန်ကြီးကချက်တယ်ဆိုတာမရင်းနှီးလို့တော့မဟုတ်ဘူးအဲ့အဲ့တင်လို့ရမှာကိုချက်တာပေါ့လေဒါပေမဲ့ပြောဖို့ကောင်းပါလေနောက်ထမင်းလက်နဲ့ဆိုရင်ထမင်းလက်ကလည်းကို့အကြောက်ကို့နဲ့သူနဲ့လည်းမခင်းမရင်းနှီးနောက်ပိုင်းကျတော့မှရင်းနှီးသွားတာအဲကားလည်းပြီးနှိမ့်ဆက်ပြီးတော့ရင်းနှီးသွား မကြီးလားမမမမမမရနောက်ဆုံးမှမပြောလိုက်ရင်ပဲကြည့်တော့လဲနောက်ဆုံးမှရအိုင်တီအောင်တော့ကြိလိုက်နော်အဲအရင်အဲ့ဒါအဲ့ဒါတော့တကယ်နောက်ဆုံးမှရည်ကြမလားမသိပါဘူးနောက်ဆုံးမှအိုင်တီလေးချစ်လဲချစ်စရာကိုကိုတော်ချစ်တယ်လေအဲ့လေမင်းမုံတင်ပေးတာပဲအဲသူသူကြောင့်မဲသူကအဲ့နေရာမှာဒီအိုင်တီလေးကိုဒူလေးလှုပ်သွားဆိုပြီးတော့ပြောလိုက်လို့အဲ့အိုင်တီလေးကိုလှုပ်ဖြစ်တာပြီးတော့အဲ့အိုင်တီကလည်းတုံးတုံးမလှုပ်ဖြစ်တဲ့အိုင်တီမျိုးအဲ့လေးကနောက်ဆုံးအခန်းမှာကြည့်ကြည့် နော်မင်းပေါ်ကတော့မမနော်เออตัวแม่ตรุโลไปด่าตัวอ่ะตรุตื่นตรุตรุตรุช่อบ่ตัวอะไรเหมือนบ่ไอ้ตีนนี่อายซุตัวโหหลูหลูเตี่ยวเนี่ยดีไอ้ตาเตี่ยวเนี่ยแทเลนท์โกตัวจี้เลยตะคายตัวไม่ตื่นไปอูตื่นโกหลุดตะตะหลอกหลุดบ่หลุดตะได้อาคาจังมาไอ้หลุดตะได้หาอ่อพอมามูดีพี่อ่ะอม่าอีตรุช่อไล่ป่าวだส่วนเนเน่โอเวอร์ผิดตัวไปだส่วนเนเน่โลนี่ตีตรุตื่นอเมียนตื่นค้านน่ะรอ မောင်လေးနဲ့ချစ်ချင်ကြက်ကြက်ခိုင်းဆိုလို့ရှိရင်တော့တင်ခိုင်းတာမဟုတ်ဘူးအပြင်မှာအငယ်တော့ဆိုတော့လောက်တက်မှာပေါ့နော်အခုကကြောခလေးနေနဲ့လည်းအဲ့လိုမျိုးနေလိုက်ခါကျတော့လောက်အောင်ရှက်သွားတာပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးလေးပေါ့အဲ့ဒါတွေကကိုယ့်အကိုလှုပ်လိုက်တာနော်အဲ့ဒါတော့ ဒါလိုက်တာမမဲဘုံကဒါဒါလော့ချပြီးနေတယ်ဒါလို frame ပေါ့အဲသူတို့ညံကိုကျိုးတုတ်ထားတယ်အမအဲသူတို့စိတ်ဆိုးပြီးတော့ dialogue တင်ပေးတယ်အဲလုတ်တဲ့ခါကျတော့ကိုယ့်ကိုစဉ်းစားပါဘောသူတို့အဲ့လောက်တောင်ဖြစ်တယ်ဆိုရင်သူတို့ဒီလိုမျိုးလုတ်မှာပဲပေါ့ဒါမဲ့လဲမဲဘုံမေဟဲ့လို့ငါဒီခိုင်းတင်လို့ရှိရင်ငါအစင်းများခံရမလားမသိဘူးငါအရင်ကျန်တာဟုတ်ဟုတ်ဒါအမဘာမှာမိမထုတွေရှိတယ်တချို့တွေကလည်း share ကြတယ်အမဟိုစဉ်းစားခက်တဲ့ဟာတွေဒီမှာဖြစ်လဲအဲ့ဒါဆို frame တယ်မသိဘူးအာ အဲ့ဟမ်အဲ့ဟိုဟိုဗာလဲစပိန်ဆင်းဆောင်တဲ့အခါမှာကြာဖို့ဒီလိုလုပ်လိုက်တယ်အမှန်ကတော့ကြာဖို့နဲ့ရိုက်တယ်အခန်းအဲ့ကြောင့်လက်ရွတ်ထားတာအဲ့ခန်းဒါပေမဲ့စင်စာမှာအရန်များသွားမှာဆိုလို့အဲဒါပေမဲ့သူတို့ကသူကအဲ့လိုမျိုးအသေးမတတ်ဘူးလေအဲအသေးမတတ်ဘူးအဲ့လောက်တောင်ဖြစ်တဲ့ဟာဆိုပြီးတော့အမှန်ကတော့အပြင်မှာဆိုတော့ဒီထက်မကလုပ်ရင်မဟုတ်ဘူးအခုကကင်မရာရှေ့မှာဆိုတော့ဒီလောက်ပဲလုပ်ရတာနေမဟုတ် ူတို့ကအဲ့ဒါတကယ်တကယ်အောင်းမေ့နေကြပြီးတော့မှစိတ်ကူးဆိုတော့သူကဟာငနေဟိုအဲတကယ်လှုပ်လိုက်ပြီးချင်တာဒါပေမဲ့အဲ့ထက်မကလည်းလှုပ်ဟာတံပြန်မှုကနောက်မှအများကြီးပါပါတယ်ပါလာဦးမှာနောက်ထပ်လည်းလာဦးမှာအဲအတားမဟုတ်ဟိုအောက်မှာသူကနှိမ့်ဆက်နေတာမိုးနှောင်းကအပေါ်ကနေချောင်းကြည့်တာပါသေးတယ်ချောင်းကြည့်တဲ့အခါမှာသူ့အမပေါ်သွားပြီလားဆိုပြီးတော့သူကတစ်ချက်တစ်ချက်မိုးနှောင်တင်းလိုက်အဲရှော့လိုက်အဲသူကအဲ့လိုမျိုးဆက်ဆံတာပေါ့မျက်စက်နီးကာရက်တာအဲ့လိုပုံစံမျိုးဖြစ်နေတာ ော့ဒါကို့အမျိုးသားပေါ့နော်ဒါဖောက်ပြန်တဲ့သူတွေဒါကလောတော့မတိတိနေပေါ့ကိုကဒီကိုရောက်တဲ့အချိန်မှာတော့ပုံသက်ပြောအော်ပေးလိုက်တာတင်းထားရတယ်တော့အဲ့မော်ကဲဒီလောက်တော့တို့ဖြစ်ချင်တာဖြစ်ဆန်းဟဲဆိုပြီးတမင်တကာကို ပေးလိုက်တာအဲတော့မောင်ဘယ်သွားနေလဲဘယ်ရောက်နေပြီလဲကားမောင်းနေဆိုအဲတို့ရောအဲ့လိုဟာမျိုးလေးပေါ့ဒါပေမဲ့အဲ့ဒါပြီးရင်သူ့ကိုလုံမယ်ဆိုတာကျင်းတွတ်ထားတာဖြစ်တဲ့အတွက်အရှိမလှုပ်ပေးလိုက်တာပေါ့အဲ့တန်လေးယူတဲ့တန် อืมแช่တယ်ဒီမှာဆိုမလောက်တတ်ဘူးပြန်ကြည့်ပြီးတော့ဘယ်လိုလေးပြန်ပြီးအသေးရနေလေးရှိတယ်မှာအဲဇာနီနဲ့အခန်းနေဆိုလို့ရှိရင်လေရရဲဇာနီနဲ့ရှက်တာပဲအဲဟိုမင်းမွာနှစ်ခါတော့အဲ့လိုခဏခဏပြန်ပြန်ရဲပြန်ရဲရတာပေါ့နော်အဲ့လိုအမှန်ကြီးကရှက်တယ်ဆိုတာမရင်းနှီးလို့တော့မဟုတ်ဘူးအဲ့အဲ့တင်လို့အမှောင်ရှက်တာပေါ့လေဒါပေမဲ့ပြောဖို့ကောင်းပါလေနောက်ထင်းမင်းလက်နဲ့ဆိုရင်ထင်းမင်းလက်ကလည်းကိုယ်အကြောက်ကိုယ်နဲ့သူနဲ့လည်းမခင်းမရင်းနှီးနောက်ပိုင်းကျတော့မှရင်းနှီးသွားတာ အဲကားလည်းပြီးနှိမ့်ဆက်ဆက်ပြီးတော့တော်တော်ရင်းနှီးသွားအဲ့တော့ဒါရမတ်ဇလန်တို့ပြိတ်သက်ရင်းနဲ့မှာတော်လေးကိုနေရာယူသွားတဲ့ပေါ်လေးမှာပြီးကြည့်လေးနဲ့ပြောအမ်ပျော်တယ်ကိုပါတဲ့ကားလေးအဲ့လိုမျိုးပောက်သွားရဆိုတော့လေပျော်တယ်အမလည်းအများကြီးမရိုက်ဖြစ်ပါဘူးရိုက်တဲ့ဇကားတိုင်းမှာအဲ့လိုမျိုးပေါ့ဟိုအဲ့လိုမျိုးတကားဆိုတကားလေးပောက်သွားရဆိုတော့ဟိုပင်ပန်းရကျွတ်တာပေါ့နော်အဲ့လိုမျိုးနေပေါ့ငမကြီးမျက်စက်ညီရတော့သူကချစ်ကြည့်တယ်အမျက်ကြည့်တယ်ပေါ့အဲသူကတကောင်နဲ့ ဒါပေမဲ့ချင်းသေးပေါ့တော်တည်းကကြွက်မဟုတ်လို့အဲချင်းသေးပေါ့ तू อ่ะအမှန်ကတော့ဟိုသူကဟိုဗါလဲအားငယ်တတယ်မမကြီးရဲ့မျက်စံကြီးရလေအဲ့တော့ဒါမဲ့ तू ကအမြဲတမ်းငငယ်လေးကသူကကြားကန်ကန်ထားတာကန်ကန်ထားပြီးတော့အခုအပြင်မှာလည်းအမအဲ့ဒီတိုင်းပဲကြားကန်ကန်ထားဆိုအဲ့လိုမျိုးဒီလိုပေါ့ဟိုဘယ်လိုမှမလဲကိုယ်စိတ်ညစ်တာအာကိုယ်စိတ်ဝမ်းနေတာဆိုရှင်အမကကြည့်လိုက်ရှင်ဘယ်တော့မှမမြင်ရအောင်ဘာလို့ဆိုတော့အမြဲတမ်းပျော့ပျော့ပဲ နေတတ်တယ်အဲမျက်စံကြီးကလည်းဒီတိုင်းပဲအဲ့တော့ဒါမဲ့ तू ကပတ်ဝန်းကျင်မှာမိသားစုမှာဆိုလို့ရှိရင်လည်းသူတယောက်တည်းအဲဟိုအဲ့မဟိုအကုန်လုံးကိုဒီတစ္ဆာအများတန်းရီးစားထားတော့လဲတစ္ဆာအများတန်းဖောက်ခံတော့ तू ကအားလုံးကို तू ကမကောင်းမြင်တဲ့စိတ်နဲ့အမြဲကြားကန်ကန်ထားတာပေါ့သူ့ရဲ့စိတ်ထဲမှာတော့အမှန်ကတော့ तू ကဝမ်းနေတယ်ပေါ့အဲ့လိုမျိုးပေါ့ ိပါဘူး Fuji to in well a mwezi pare sa pya yin chong mwe ma na myo long pare mwezi ne sa pya yin mo kwe wo cha long ni bu tai pi le sa nga ye chin mwe de Fuji to in well a mwezi pare sa pya yin chong a mwezi ta tong sia mlo de Fuji to in well a mwezi pare sa pya yin 这马来西亚。 အော်ဖြစ်မဲ့ဇလန်းလေးဆိုတာသူတို့ဟိုလူငယ်တပောက်ွားတွေလည်းပါတာပေါ့နော်အဲ့တော့ဒီလိုမျိုးအထိကတော့နယ်ဘက်မှာမဆာကြီးပေါ့အဲအဲ့ဒီနယ်ဘက်မှာဒါသူတို့ဒီအဲစီးရဲနွမ်းပါတဲ့ကလေးလေးတွေပညာသင်ကြားခြင်းနဲ့ပညာသင်ကြားခြင်းတဲ့အခါမှာအဲ့အဲ့ရဲ့ဇလန်းကိုအခြေခံပြီးတော့ရိုက်ထားတဲ့ ြစ်ရမယ်ဇလန်းလေးပေါ့အဲမြေတားပွဲဆိုတော့အမားတို့ဒါမိဘမဆာကြီးတို့ဆိုတာမိဘလောက်လာတာဆိုတော့မိဘကနေသားသမီးမှာထားရင်မြေတားပြီးတော့အမားတို့ကဒီအကြောင်းကဆီယမပေါ့အမားတို့ကအဲ့အကြောင်းကဆီယမဆိုတော့ဆီယမတွေကနေပြီးတော့ခလေးတွေပေါ်မှာဟိုထားပေးရတယ်နားလည်မှုတွေအဲပြီးခလေးတွေကလည်းတမင်ကစိုးတာနေရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒီပေါ်မှာဆီယမတွေကစိတ်ရှည်ပြီးတော့နားလည်ပြီးတော့ထိန်းချုပ်ပြုပြင်ရတဲ့ဟာလေးတွေအဲ့အဲ့လိုဟာမျိုးလေးနေမြေတားနဲ့ပြန်ပြီးတော့ဟိုထိန်းချုပ်ရတာပေါ့ဒီလိုခလေးလေးတွေကဟိုအကျန်းကြိုက်လို့ ည်းမရအောင်အကျန်းခိုင်ရင်ပို့ပြီးတော့ဆိုးသွားတတ်တယ်ပို့ပြီးတော့လွတ်ထွက်သွားတတ်တယ်ဆိုတဲ့အခါကျတော့အဲသူတို့ဟိုဟိုအနုနည်းနဲ့မေတ္တာနဲ့ဒါအရာရာအောင်းနိုင်တယ်ဆိုတဲ့အနေနဲ့ဟိုလှုပ်ထားတာပေါ့နော်ဇာကနံပါတ်ကြီးရတယ်မပန်းကင်းတဲ့ကပြီးတော့ဟုတ်တယ် ပန်းကင်းနေရပြိုးတော့ပြိုးတော့ပန်းဆိုတာဒီလိုပန်းကင်းနေတာခလေးတွေကိုတင်စားတာခလေးတွေဆိုတာအနာဂတ်အတွက်ခလေးတွေပေါ့ခလေးဆိုတာအမတို့ခလေးတွေအရွယ်တော့မဟုတ်ပေါ့တို့ဒီမင်းသားမင်းသမီးအရွယ်တွေပေါ့အဲ့လိုခလေးတွေကိုတင်စားထားတာဒီเจ้าကခလေးတွေကိုအဓိကတော့တင်စားထားတာเจ้าကခလေးတွေကိုတင်စားတာပန်းကင်းနေမှာ ပြိုးတော့ပန်းအမတို့ဆီအမတွေကပြိုးပေးရတယ်အဲ့လိုဟာမျိုးလေးကိုတင်စားထားတာပေါ့အဓိကကတော့အဲ့အဓိကအဲ့အเจ้าကနယ်စပ်မှာရှိတဲ့အเจ้าနယ်စပ်မှာရှိတဲ့အเจ้าမှာဒီလိုခလေးတွေရှိပါလားနယ်စပ်မှာဒီလိုအเจ้าကြီးအเจ้าကြီးအကျယ်ကြီးပဲ အမားတို့တွေကဟိုဘယ်လိုပြောမလဲတဲခုခံအဲဘယ်လိုပြောမလဲအဲ့မှာဆိုလို့ရှိရင်ဟုတ်တယ်ပိုင်ရှိရယ်ကွယ်ဒါပေမဲ့လို့အဲ့အเจ้าမှာရှူတင်ဖွဲ့ရောဒီလင်းလန့်ခုံချိုလို့ဆိုလဲအဲ့အเจ้าမှာသူကအเจ้าသူလောက်ရတာအောင်လေးတို့အဲသူတို့တွေအကုန်လုံးကအเจ้าမှာပဲအဆောင်တွေမှာပဲအเจ้าသူတွေနဲ့အเจ้าသားတွေနဲ့ရောပြီးတော့အိတ်ကြတယ်အဆောင်ပေးတာပါသူတို့အဆောင်အဲ့လိုမျိုးဆိုတော့သူတို့တဘာဝပို့ဆန်သွားတာပေါ့ခလေးတွေနဲ့အတူတူနေလိုက်တဲ့အခါကျတော့သူတို့လည်းဒီထဲမှာတရုတ်ဆောင်ရတဲ့အခါကျတော့သူတို့ပို့မှုဝင်လာတာ မနားလေနားမလဲနားမလဲဟမ်အင်းလေးမှာနေလေအော်ဟုတ်တယ်ဟုတ်တယ်အင်းလေးမှာအဲအဲ့လိုမျိုးသူကမှတ်မိတယ်မမှတ်မိအင်းလေးမှာတွားရေးကြတယ်လေ ီးတော့အဲ့မှာဆိုလို့ရှိရင်တကယ်ဒီကမ်းမှာတကယ် presentation အရန်လာတယ်တကယ်အင်းလေးကဟိုဟိုပွဲတယ်လေပွဲတော်ကြီးရက်ဒီမှာလဲတေချာတွန့်ရိုက်ထားတာရှိတယ်ပြီးတဲ့အခါကျတော့အမတို့ဆိုအဲ့အင်းလေးရဲ့ဟိုဗနက်ပိုင်းဈေးပေါ့အရန်လာတာပဲတခါမှမရဘူးအမအင်းလေးတို့ဘာလို့မှတွားရိုက်ဘူးဟိုအများနဲ့တွားရိုက်တယ်ဒါပေမဲ့အဲ့မနက်ကအစောကြီးထားတာအဲ့ဈေးကိုမေးဖို့အတွက်ကိုအမတို့ဘယ်နိုင်ရလဲ၄နိုင်၃နိုင်ခွဲလောက်ထိရထားပြီးတော့ make up တွေပိုင်းလင်းပြီးတော့အဲ့အာယုံဈေးကိုသွားတာ အဲတော့တဲ့ခါကျမဆိုင်ရအမဈေးတယ်ပေါ့အဲခလေးလေးနဲ့ဈေးတယ်ပေါ့အမကတော့ကြောင်းဆရာမအဲ့ဂျေပေါ်ဈေးပေါ့အဲအဲ့လိုဟာမျိုးတွေရိုက်ရတယ်ဆိုမှအရန်လာတာပဲဟုတ်မအဲ့လိုပေါ်ဒီဆရာမကရိုက်တာလည်းရိုက်တယ်ကိုယ့်ရဲ့ကျောင်းသူပေါ့ကောပြန်မဲ့ရမှန်လားအင်းကျောင်းသူပေါ့ပြန်မှတ်ရရှိတာပေါ့အခုအဲ့ရရိုက်မှာမဟုတ်ဘူးကျောင်းသိန်းလေးကျောင်းဘွားလေးတွေ့လို့ရှိရင်ကိုငယ်ဘွားကျောင်းတက်ခဲ့တဲ့ဘွားလေးတွေသတိရတယ်ငယ်တော့ပြန်တော့ငယ်ချင်တယ်ကျောင်းစာတော့မတက်ချင်ဘူးဘယ်လိုကျောင်းစာလဲအင်းလား ကျောင်းလာကျောင်းတော့อืมအပြည့်ရဲ့ဦးလေအပြည့်ရဲ့ပြေးလိုက်လို့ရှိရင်ရိုက်ခံရမှာပေါ့ဟိုဘာလဲမိန်ကလေးကျောင်းလေတောင်မွေလေးတက်ခဲ့ရဆိုတော့မိန်ကလေးကျောင်းလေတည်တယ်ရမိန်ကလေးကျောင်းယောက်ျားလေးကျောင်းဆိုတော့စိုးကြတယ်လေအဲပြီးလို့ရှိရင်အဲ့မှာအချက်တော်ကြီးထားကြတယ်ကိုအချက်တော်ဆိုမတ်ဟိုဘာလဲမတ်ပုံမမြင်အောင်အဲအဲပုံမမြင်အောင်เนี่ยအချက်တော် အမမ်မိုမမ်မိုတူမအမေကိုနဲ့တန်းတန်းနဲ့ကြတော့ဝင်မြောင်နေတာအဲတန်းတန်းနဲ့အဲအဲ့လိုမျိုးအဲအเจ้าမှာဆိုရင်အပြီးလို့ရှိရင်ဟုတ်တယ်အဲမိန်းကလေးအเจ้าဆိုတော့တော်တော်ဆိုးဆိုးဟမ်အော်အများကြီးပဲငငယ်တော့ကဲအချစ်တော်ပဲမေးတာနော်ကဲလူလေးရှိတယ်မှာကိုရမကြုံဘူးလို့လူလေးရှိတယ် အဲ့တော့အမိုင်ကတော့ဟိုမိန်းကလေးကြောင့်ဆိုတော့အပျော်ထားကြတာပေါ့နော်အကြီးတွေအဲ့တော့ကကြတော့မက်ပုံမုံနဲ့ဆိုလို့ရှိရင်က तू อ่ะအတန်းကြီးအဲကိုကငားတယ်အဲစကတ်ကလေးနဲ့ငငယ်တော့ရမ်းဝရတယ်ဝါတော့တုံလေးအဲပြေးလာပြီဆိုစီပိုင်းလေးလိမ့်လာကြတာခုနှစ်တန်းလောက်ကြမှဟိုခုနှစ်တန်းဆိုထမင်းဆောက်ဝေးရတာပေါ့ခုနှစ်တန်းဆိုလို့ရှိရင်အဲနည်းနည်းဖလှကျင်တဲ့ခါကျဝိတ်ချပြီးတော့အဲပိန်ပိန်သွားတာအဲငားတဲ့6တန်းဆိုစကတ်နဲ့ဆိုတဲ့ခါကျတော့ဝါဝါတုံလေးအဲရမတ်ပုံမောအရန်ချစ်တာ အဲအကြောင်းလာပြီဆိုလို့ရှိရင်ညီမလေးထမင်းလာစားအဲထမင်းနေလာခွန်ကျွေးအဲအဲ့လိုမျိုးပေါ့အဲပြီးလို့ရှိရင်စာသဏ္ဍာန်ပေးသဏ္ဍာန်နေရေးအဲအဲ့လိုမျိုးနေ ਨੇ အဲဆိုင်ရအဲ့လိုမျိုးတော့မမှီပါဘူးအဲ့တော့အဲ့လိုမျိုးပေါ့ပဲအဲ့တော့ညီမလေးအဲဗာလဲထမင်းစားလာဗာလဲညာလဲပဲဂရင်းဆိုင်တာပေါ့အဲ့လိုမျိုးနေနေဘွားပျော်စရာကြီးအဲ့ချိန်ကအဲဟုတ်တယ်ပြီးတော့မဆယ်တန်းပြီးသွားတော့မှဒါဟိုအကုန်လုံးလမ်းခွဲကြတာပေါ့နော်နောက်ချက်ပါမင်းလေးကြောင့်လည်းတော့ အဲဟွာလေးသူငယ်တန်းကနေပြီးတော့အဲအရင်အရင်တော့သူငယ်တန်းပေါ့နော်အခုမှလာ grade 1တို့ kg တွေပဲထွက်လာတာအဲသူငယ်တန်းကနေပြီးတော့၄တန်းထိရတော့မူလာတန်းပေါ့ပြီးတော့မှဒီ၅တန်းကနေစပြီးတော့မှဒီတောင်ွေလေးကိုမိန်းကလေးကြောင်ရောက်တာ